ပါရှင်။ဧပြီလ24ရက်ဇာတိနေ့ရွှေငွေရေငုံတခွင်သတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့89နှစ်မြောက်မြန်မာနိုင်ငံမိသားတစ်ဖွဲ့နေကိုဂုံပြူကျဆသောအပြင်မိသားတစ်ဖွဲ့ဝင်များကစုပေါင်းတန်ရှိများဆောင်ရွက်တဲ့သတင်း။မေလ9ရက်နေ့မှာကြာရောက်မယ်89နှစ်မြောက်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့တွေကိုကျူးစုကွန်ပျူတာအဖြစ်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များမှမိသက်တပ်ဖွဲ့ဝင်များကစုပေါင်းတန့်ရှင်ရေးဆောင်ရွက်ခြင်းကို ဧပြီ23ရက်နေ့နောက်ပိုင်းကမြို့နယ်အသီးသီးတွင်ပြုလုပ်ကြရာမော်ဘီမြို့နယ်ပြည်သူ့စေယုံကြီးဝင်းအတွင်မှ၎င်းကြီးမနိုင်မြို့နယ်ဥပိုလ်ရက်ကွယ်ကျောင်းကြီးလမ်းရှိမဟာတကြမုဏိဖရာကြီးရှင်မြေတော်တွင်၎င်းကော်မူးမြို့နယ်ဖရာလမ်းရက်ကွယ်တောရကျောင်း၌ရှိစွတောင်းပြည့်စည်တော်တွင်၎င်း တိုက်ကြီးမြို့နယ်ဦးတန်းရက်ခွဲရန်ကုန်ပြည်လမ်းမင်းကြောင်ကြီးကျောင်း၌ရှိအောင်မြေဘုံစံထုတ်ဖုံတာခေါင်ရန်မျိုးအောင်စီတီတော်အုတ်ကံမြို့ဘရင်အောင်ရက်ခွဲရန်ကုန်ပြည်လမ်းတိရိမင်္ဂလာကျောင်း၌ရှိပြည်လုံးချမ်းသာစီတီတော်နှင့်အဖျောင်မြို့နှစ်ရက်ခွဲမဟာဝိတုဒ္ဒရာမကျောင်းစစ်ကျင်ထိုင်တော်မူရုပ်ွားတော်များတွင်၎င်းစုပေါင်းတန်ရှင်များဆောင်ရွက်ကြကြောင်းသိရှိရပါသည်ရှင်ဆလာတင်ဆက်မဲ့တဲ့တွင်ကတော့နေစပါးစံကွက်ရိတ်သိမ်းပွဲများကျင်းပတဲ့တွင် ရန်ကုန်တိုင်းဒေသကြီးကွန်ချန်ကုန်းမြို့နယ်တွင်မြို့စေချာကရိယာစီတာဖြင့်စိုက်ပျိုးထားတဲ့ရက်ကိုးစင်မျိုးနေစပါဆန့်ကွက်ရိတ်သိမ်းပွဲကိုဝကောက်တော်ကျေးရွာတောင်သူဥခင်မောင်အေးရဲ့နေစပါဆန့်ပြဆိုက်ခင်တွင်ဧပြီလ23ရက်နေ့ပိုင်းကကျင်းပကြောင်းသိရပါဗျာ။ စံကွက်ရိတ်သိမ်းပွဲသို့ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနဒုတိယတိုင်းဦးစီးမှုဦးတင်နိုင်တွန်တဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညွန့်နှွေနဲ့အဖွဲ့ဝင်များခရိုင်အမျိုးသမီးရေရအဖွဲ့နဲ့မိခင်နှင့်ကလေးဆောင်ရှောက်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌဒေါ်ဆဆာရမင်းဦးမျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များမျိုးနယ်အစဉ်ဌာနဆိုင်ရာများကျေးရွာအုပ်ချုပ်ရေးမှုနဲ့ကျေးရွာတောင်သူများတက်ရောက်ကြပါသည် ဆန်ကွက်ရိတ်သိမ်းရာတွင်အထရနုံမှာစပားတေကားလင်းစပားအစို140တသမတကိုတင်ထွက်ရှိကြောင်းသိရပါတယ်အလာဒူရန်ကုန်တိုင်းဒေသကြီးဒလာမြူနယ်တွင် အောင်နိုင်တိုးနှွေစပါစံပြစိုက်ခွင်တွင်စံကွက်ရိတ်သိမ်းပွဲကိုဧပြီလ23ရက်နနက်၈နာရီမိနစ်30ကရခိုင်ချောင်းတောင်ကျွာအုပ်စုတောင်သူဥတထုံဝင်းရဲ့လယ်မြေမှာကျင်းပကြောင်းသိရပါသည် စံကွက်ရိတ်သိမ်းရသောဒိုင်းနေသားကြီးစိုက်ပျိုးရေးဦးစီးဌာနမှဒုတိယဒိုင်းနေသားကြီးဦးစီးမှုနှင့်အဖွဲ့ဝင်များမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှုနယ်ဝန်ထမ်းများမြို့နယ်မြေစင်းဦးစီးဌာနမြို့နယ်ဦးစီးမှုနယ်ဝန်ထမ်းများမြို့နယ်စိုက်ပျိုးရေးကြည်ကြမှုအဖွဲ့နယ်အဖွဲ့ဝင်များကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုများနဲ့တောင်သူများတယောက်ကြပါရယ် စံကွက်ရိတ်သိမ်းရာတွင်တရေကအထနှုန်းအချောက်145တသမ1တင်းထွက်ရှိကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့ဆွေနွယ်ကပေးပို့ထားပေးဖြစ်ပါတယ်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့တိုက်ချင်းမြူနယ်တွင်နေစွားရိတ်သိမ်းနေမှုအားတွင်ဆင်ကြည့်ရှုရတဲ့သတင်း ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်တွင်နိုင်ငံစီပွားမြင့်တင်ရေးရမုံငွေဖြင့်ဆောင်ရွက်သောလူစပါးဆိုင်တမဝါယမအတင်းသားတောင်သူများ၏လူစပါးရှိသိနေမှုအခြေအနေများအားမြို့နယ်တမဝါယမဦးစီးဌာနဦးစီးအရာရှိဦးအောင်ချုံနှင့်ဝန်ထမ်းများမြို့နယ်တမဝါယမအတင်းစုအုပ်ချုပ်မှုဒါရိုက်တာဦးကန်ချုံတို့ကဧပြီ23ရက်ကကွင်းစင်ကြည့်ရှုကြကြောင်းသိရပါသည်။အဲ့ဒီလိုကွင်းစင်ကြည့်ရှုရာတွင်ဒေါ်မင်းချုပ်ကြီးရွာရှိ တောင်သူဦးတီရီရဲ့190စပါး3ဧကဆိုက်ကွင်းတွင်တဧကအထွတ်နှုန်း120ကုန်ကြီးနှန်းကြီးရွာရှိအတင်းသားတောင်သူဦးထွန်းလင်းရဲ့ဗီယက်နမ်မျိုးစပါး3ဧကဆိုက်ကွင်းတွင်တဧကအထွတ်နှုန်း120နဲ့ဂျိုးပြူဆံပြကြီးရွာရှိဦးကျော်စိုးမင်းရဲ့ဗီယက်နမ်မျိုးစပါး3.5ဧကဆိုက်ကွင်းတွင်တဧကအထွတ်နှုန်း120ထွက်ရှိကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ခင်းနှင်းတက်ကပြပူလာတာပါ ရွှေရုံရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။